ကိုခံစားနေရတာ तू သိပါမလားလို့တွေးမနေနဲ့ပြေးကြတယ် तू မသိဘူးစိတ်လဲဝင်စားဘူးလူဆိုတဲ့တရဝါကကိုအေးပဲကိုစိတ်ဝင်စားကြတာများပါတယ် तू များအေးစိတ်ဝင်စားတယ်ဆိုရင်လေကိုအေးနဲ့ဆက်ဆက်နေလို့ပဲစိတ်ဝင်စားကြတာကိုရဲ့ခံစားချက်တွေကိုသိတယ်ပဲဆိုအောင်တော့ကိုခံစားတာ तू ခံစားတာမဟုတ်တဲ့အတွက် ဒီလောက်ကြီးနားလည်ပြနိုင်မှာလည်းမဟုတ်ဘူးထပ်တူခံစားပြနိုင်မှာလည်းမဟုတ်ဘူးဒီတော့ကိုယ်ဝေဒနာကိုအဖြစ်ရှာဖို့ပဲရှိတယ်ကိုယ်ခံစားချက်ကိုပဲခြိဖြဲရမယ်ကိုယ်ဝေဒနာအတွေ့သူ့ကိုထက်တွက်နေရင်ခံစားချက်တွေကမလျော့ပဲနဲ့ထပ်ပြီးတော့တိုးနေတတ်တယ်မျိုးလင့်နေမိတာကိုကကိုယ့်ရဲ့အမှားပဲလေဝေဒနာထပ်တိုးတယ်ဆိုတာကလည်းအဲ့ဒီမျိုးလင့်ချက်စိတ်ကြောင့်ပါပဲ ဒီစိတ်ကိုရှော့ချလိုက်တာနဲ့ကိုယ်ခံစားချက်ကအလိုလိုတက်တာသွားလိမ့်မယ်။လက်တွေလျှော့နိုင်အောင်လို့ကြိုးစားရမှာပေါ့လေ။ဆိုလိုတာကကိုယ်ပြတနာကိုယ်ဖြစ်ရှင်းတတ်ဖို့ကိုပြောချင်တာပါ။ကိုယ်ခံစားချက်ကိုကိုယ်တိုင်ရှော့ချကြည့်ဖို့ပါပဲ။ "तू ကငါ့ကိုပြစ်ထားတယ်"ဆိုတဲ့အဲ့ဒီအတွေးကို "तू ကငါ့ကိုပြစ်ထားတယ်"ဆိုတဲ့ အဲ့ဒီအတွေးကိုကကိုယ်စိတ်ကိုလေးစေတာခံစားစေတာဖြစ်တဲ့အတွေ့အဲ့ဒီစိတ်အတွေးကို အရင်ဆုံးပြေဖယ်ကြည့်ဖို့လိုပါတယ်။အိုးငါအနားမှာဘယ်သူမှမရှိလဲဖြစ်တယ်ဆိုတော့စိတ်ဓာတ်ခွန်အားတိုးပွားအောင်စူးစမ်းကြည့်ဖို့ပါပဲ။မတော်နှစ်ယောက်ကလေဘဝခရီးတာအတူလျှောက်လို့ရမယ်။တန်တရာခရီးကတော့ကိုလန်းကိုလျှောက်ရမှာပဲ။ဒါကြောင့်မို့လို့ တန္တရာခီးဆိုရင်ကိုလန်းကိုတွားကြရမှာကိုလန်းကိုဖောက်ကြရမှာဖြစ်တဲ့အတွက်အခုနေကလေးကအချင်းရရင်ရသလိုကို့အတွက်ပါမဲ့ကိုလန်းကောင်းစီမဲ့ကို့တို့ကောင်းမှု အလုပ်မျိုးတွေကိုများများစူးစမ်းအထောက်ဖို့လိုပါတယ်တအားကြီးလည်းမတွေးနဲ့တအားကြီးလေးနေနိုင်မယ်တအားကြီးစိတ်လေးနေနိုင်မယ်အများကြီးလည်းမမျောနဲ့အများကြီးချော်နေနိုင်မယ်တဲ့ အကြာကြီးလည်းမခံစားနဲ့ဘဝခကြီးအမှန်တွားရအောင်မယ်ဒါကြောင့်မို့လို့ကိုတွားရမယ်ဘဝခကြီးအမှန်မှာကိုအတွက်ပါမယ်အကောင်းဆုံးအရာတွေကိုပဲယူဆိုင်အောင်ကြိုးစားပါပြောချင်ပါတယ်အားလုံးပဲကိုစိတ်နှပါကျမ်းမာချမ်းသာတော်မူကြပါစေ